တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာဆန္ဒကူပါကျမဒီနေ့ပြောပြမှာကတော့ခါကြောညက်တဲ့အကြောင်းပဲဖြစ်ပါတယ်ခါကြောညက်တယ်ဆိုတာကြောရုပ်စိတ်ကနေထွက်လာတဲ့အာယုံကြောတစ်ခုဖြစ်တဲ့ sciatic nerve အတန်းဖြစ်တာပါအာယုံကြောကနောက်ကြောဘက်ကနေတင်ပစုံရိုးတင်ပါရုပ်ကိုဖြတ်ပြီးပေါင်အနောက်ခြေသလုံးနောက်ထိဆင်းတာပါ စာရေးတစ်နာထိခိုက်မိရင်သူသွားရလမ်းကြောင်းတစ်လျှောက်လုံးနာကျင်မှုကိုခံစားရပါလိမ့်မယ်။ဘလို့လက္ခဏာတွေရှိမလဲ။အာယုံကျောလမ်းကြောင်းတစ်လျှောက်တိတ်မပြင်းထန်ပဲနည်းနည်းနာရာကနေအရင်ဆူးဆူးပြီးနာရာအထိဖြစ်နိုင်ပါတယ်။တစ်ခါတရံဒလိုက်မိတယ်လို့လည်းဖြစ်တတ်ပါတယ်။ချောင်းဆိုးရင်နှာချေရင် မတက်အကြကြီးရရင်နာရာပိုဆိုးတတ်ပါတယ်။ခြေသလုံးနဲ့ခြေပွားမှာ ထုံခြင်း၊ရောင်ခြင်း၊ကြွက်သားအာနေခြင်းများလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တစ်ဖက်ကနာနေပြီးကျန်တစ်ဖက်ကထုံနေတာလည်းဖြစ်နိုင်ပါတယ်။တခြားလက္ခဏာတွေကတော့ခါနောက်မှနာနေတာ၊ခြေထောက်မမြောက်နိုင်တာ၊လမ်းလျှောက်ရခက်တာ၊မတက်မရနိုင်တာတို့ဖြစ်နိုင်ပါတယ်။အများအားဖြင့်တော့ခါကျုံးညက်တာကတစ်ဖက်ထဲမှာပဲဖြစ်တတ်တာပါ။အာယုံကျော်ရဲ့ဘယ်နေရာထိခိုက်မိတယ်ပေါ်မူတည်ပြီးခြေပေါ်ဝါးခြေချောင်းလေးတွေအထိပါနာတတ်ပါတယ်။ဘလို့လက္ခဏာတွေပြရင်သတိထားရမလဲ။ တချို့လူတွေကကုသမှုတော်မလို့ပဲသူ့ဘာသာပြောက်ပြီးအချို့ကအခုပြောပြမဲ့လက္ခဏာတွေဆက်ပြတတ်ပါတယ်။ဖြားပြီးနောက်ကျောနာနေတာ၊ကြောရိုးဒါမှမဟုတ်နောက်ကျောနေရမှာနေပြီးရောက်နေတာ၊ခြေရောမကြွနိုင်တာ၊ပေါင်းတင်ပစုံနာတင်ပါထုံနေတာ၊စီးသွားချိန်မှာပူဆက်ဆက်ကဲ့သို့ခံစားရတာ၊စီးသွားရင်သွေးပါတာ၊မခံမရက်နိုင်အောင်နာတာ၊စီးဝန်းမထိန်နိုင်တာစတဲ့လက္ခဏာတွေပြနေရင်တော့ဆရာဝန်နဲ့ဆွေးနွေးပြသတတ်ပါတယ်။ ဘာလို့ခါကြောညက်တာလဲအာယုံကြောကိုဘလို့ထိခိုက်မိတာလဲဆိုရင်ခါဆက်ရဲ့အယိုးနှုအဝိုင်းလေးကျွန်ပြီးအာယုံကြောကိုဖိမိတာအယိုးတက်ထွက်ပြီးဖိမိတာအချိတ်ကင်ဆာရောဂါဖိမိတာခါဆက်ယိုလန်ကြောင်ကျင်းလာတာကိုဝင်ဆောင်နေချိန်ကြီးထွားလာတဲ့တအိမ်ကအာယုံကြောကိုဖိမိနိုင်တာတင်ပစုံနဲ့တင်ပါနာကကြောသားတွေလှုပ်ရှားမှုပြပြီး site နာကိုထိခိုက်မိတာစရရေကြောင့်ဖြစ်တတ်ပါတယ် ထားအပြင်အသက်ကြီးသူများအယိုးတက်ထွက်ခြင်းခါးစိတ်ယိုလန်းကြောင်ကျင်ကျင်ပိုဖြစ်နိုင်ပါတယ်။အဝါလွန်သူများစီချိုယောဂရှိသူများစီချိုကြောင့်အာယုံကြောပျက်စီးသူများဒေါက်ဖနက်စီရများသူများအလေးအပင်မကြခဏမရသူများအထိုင်များသူများဥပမာကားမောင်းတဲ့သူတွေထိုင်တဲ့ပုံစံမမှန်တဲ့သူတွေအလွန်မာတဲ့ဒါမှမဟုတ်အလွန်ပြော့တဲ့အိတ်ရမှု့ရနဲ့အိတ်တဲ့သူတွေစိလိတ်တောက်သူများ စားတဲ့သူတွေမှာအာယုံကြောညံ့နိုင်ခြေရှိပါတယ်။ခါကြောညက်တာကိုဘယ်လိုကုသကြမလဲ။မိမိပါတာအိမ်မှာပဲအနာသက်တာအောင်ရေခဲဝစ်လေးဒါမှမဟုတ်ရေနွေးဝေကပ်ပေးပါ။အကိုက်ခဲပြောက်စေဥပမာပါရာစီတမောတောက်လို့ရပါတယ်။အကျောလျှော့လေးကျင်ကန်းကိုညင်ညင်တတလုပ်ပေးလို့ရပါတယ်။ဒီနီလန့်တွေထဲမှာ နာရာမတက်တာလာဘူးဆိုရင် ပိုဆိုးလာတယ်ဆိုရင်တော့ဆရာဝန်နဲ့ပြန်ပြသတတ်ပါတယ်။ခါကြောမညက်အောင်ဘယ်လိုကောက်ွယ်ကြမလဲ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါထိုင်တဲ့အခါပုံစံတကျထိုင်ပါဥပပါခမမက်ထိုင်ပါအထိုင်ထပစ္စည်းမာတာ၊ကုန်ပြင်းပစ္စည်းယူတာ၊ကောက်တာစတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုတတိထားပြီးပုံစံတကျလှုပ်ရှားပါ။ခါကိုမကုံမဲဒူးကွေးဒူးညွတ်ပြီးမှာပါ။ခါလိမ်ကြီးလှုပ်ရှားတာမျိုး၊အလေးမာတာမျိုးကိုရှောင်ကျင်ပါ။တလီကျမ်းမှာလည်းဆရာဝန်များနဲ့အွန်လိုင်းမှာပေးရမရှိအခမဲ့တိုင်မင်းဆွေးနွေးနိုင်ပါတယ်။ ကျမကတော့ဒေါက်တာစနက်ကိုပါမြမပြည်သူပြည်သားများအားလုံးဆေးရနာရှင်စနစ်ဆိုအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရေတော့ပုံအောင်ရမြည်ဝင်းရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ channel မှာကျမရဲ့အသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ